အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတထရန့်ကိုယ်တိုင်တက်မယ်ဆိုပြီးတော့တရားဝင်ကျင်းပပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမှာအောက်တိုဘာ26ကနေ28ထိကျင်းပမယ်58ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုသမ္မတထရန့်ကိုယ်တိုင်တက်ရောက်မှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကတည်ပြပါတယ်ဒီခီးစဉ်ဟာသမ္မတထရန့်ရာထူးပြောင်းရပြီးနောက်အာဆီယံထိပ်သီးအစည်းအဝေးပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါတယ်ကီးစင်ရဲ့ခေါင်းကိစ္စရဲ့ဆွနေခြင်းပြင်ထိုင်းကမ္ဘောဒီးယားနယ်စပ်ပလီမကအကူအညီဖြည့်ရှင်းဖို့လည်းရှိကြောင်း အာဆီယံသတင်းတွေမှာဆိုထားပါတယ်။တစ်ဖက်မှာထရိုင်ယာခီးစုံစန့်ကျင်ခြင်း၊ဂါဇာနဲ့ပါလက်စတိုင်းကိုအမေရိကန်ထောက်ခံမှုကိုတောင်းဆိုခြင်း၊ဒီအတွက်အမေရိကန်တယုံရှိမှလည်းဆန္ဒပြပွဲတွေဖြစ်ပွားလျက်ရှိပြီးအခုမလေးရှားခီးစင်တွေမှာထရန့်ကိုစန့်ကျင်တဲ့လှုပ်ရှားမှုကြီးပြုလုပ်ဖို့စီစဉ်လျက်ရှိကြောင်းမလေးမေးသတင်းဌာနကဖော်ပြပါတယ်။သမ္မတထရိုင်ယာလုံခြုံရေးတော်အန်ဝါအီဘရာဟန်က အပြည့်အဝမိမိတို့ကဂယုတစိုက်ပြည့်စင်မှာပါလို့ထက်လောင်းကတိပေးထားပါတယ်။ဒီအာဆီယံထိပ်သီးဆွေးကိုတရုတ်သမ္မတတယောက်ကိုမသိကြပါမိ။အိန္ဒိယဝန်ကြီးချုပ်မော်ရီ၊ကနေဒါဝန်ကြီးချုပ်မက်ကာနေ၊ဘရာဇီးသမ္မတလူလာဒါဆီဗာ၊တောင်အာဖရိကသမ္မတရာမာဖိုဆာ၊ဆိုက်ဘရက်သမ္မတနဲ့ဖင်လန်ဝန်ကြီးချုပ်တို့လည်းပါဝင်ကမ္ဘာကောင်းဆောင်တော်များပြားတက်ရောက်မယ်လို့ဆိုပါတယ်။ဘယင်းတို့ကသမ္မတထရန့်ကပြောပြပါတယ်။တကယ်လို့ တရုတ်ကသာဒီအာဆီယံစည်းဝေးကိုတရုတ်သမ္မတရှီကျင်းဖင်တက်မယ်ဆိုရင်မိမိအနေနဲ့မတက်ဘူးဆိုပြီးပြောထားတာဖြစ်ပါတယ်။ဒါပေမဲ့ရှီကျင်းဖင်ရဲ့ trend ဟာတောင်ကိုရီးယားမှာတွေ့ဖို့လည်းရှိနေပါလေ။ trend ကမလေးဂျပန်နဲ့တောင်ကိုရီးယားကိုလည်းသွားအောင်မယ်လို့ဆိုပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံကိုမကြခဲ့သူသွားအောင်မှာဖြစ်ကြောင်းထုတ်ဖော်ပြောပါတယ်။သူ့အနေနဲ့တရုတ်နဲ့အဆင်ပြေလို့ပြီးတော့နှစ်နိုင်ငံလုံးတို့ကကောင်းမွန်တဲ့သဘောတူညီချက်ရဖို့လည်းမျှော်မှန်းထားတယ်ဆိုပါတယ်။ မရိကန်ပြည်တော်စုရဲ့တရုတ်ကြားကုန်သွယ်ရေးတင်မာမှုတွေပြန်လည်ဖြစ်ပွားနေပြီမဲ့လည်းလာမယ့်သတင်းပတ်တောင်ကိုရီးယားမှာတရုတ်သမ္မတနဲ့တွေ့ဆုံဆွေးနွေးနိုင်ချေရှိပါတယ်။ဒီဆွေးနွေးပွဲမှာတမ်မီထရန့်ကအကောင်းမြင်တဲ့သဘောထားတွေပြောနေပါတယ်။မြတ်တတဲ့သဘောတူညီချက်ရဖို့ကျွန်တော်တို့လှုံ့ဆော်ကြမယ်။ကျွန်တော်နဲ့တရုတ်အစင်ပြေချင်ပါတယ်။သမ္မတရှင်နဲ့ကျွန်တော်ရဲ့ဆက်စပ်ရေးကိုကျွန်တော်ကြိုက်ပါတယ်လို့အင်ဖြူတော်မှာအော်စတြေးလျဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့မှာသတင်းတောက်တွေကိုထရန့်ကပြောပါတယ်။ အော်တိုဘလောက်ကမှကျင်းပါမယ်အာရှပစိဖိတ်စီးပွားရေးထိပ်သီးစီးဝေးအတွက်တောင်ကိုရီးယားကိုရောက်စဉ်ရှီကျင်းဖြစ်တဲ့လူလူချင်းတွေ့ဆုံမှုစီစဉ်ထားကြောင်းထရန့်ကအကြိမ်ကြိမ်ပြောဆိုထားတာဖြစ်ပါလေဒါပေမဲ့မလေးတဲ့ဂျပန်ကိုတောမဲ့သူ့ရဲ့ခီးစဉ်မှာတော့ထရန့်ကပထမဆုံးကြိမ်လူသိရှင်ကြောင်းထုတ်ပြောလာတာဖြစ်ပြီးခီးစဉ်အသေးစိတ်ကိုပြောဆိုခြင်းမရှိပါဘူး ရန်ဟာအရှင်းတော်အရှင်းနိုင်ငံတွေနဲ့မိဘနိုင်ငံတွေပါဝင်ဒေသဆိုင်ရာတိကျထိပ်သည့်အစည်းအဝေးအတွက်မလေးရှားကိုတွားရောက်ပြီးနောက်အော်တိုဘာ29မှာဂျပန်ကို၃ရက်ကြာခီးစဉ်တွားဖို့မျှော်လင့်ထားတယ်လို့ဂျပန်အစိုးရသတင်းရင်းမြစ်တွေကဆိုပါတယ်။